တို့အိမ်နာခေါ်ထားလိုက်ဆရာမကိုဆဲအမနေနဲ့ဟုတ်လားပြည်သူတွေဒုက္ခရောက်တယ်မင်းအောင်လိုင်းကတော့အခုမင်းအောင်လိုင်းနာမှာနေတဲ့လူတွေသတိထားမင်းအောင်လိုင်းကြက်မပြေတော့ဘူးနော် ရှေ့လျှောက်6လပိုင်းဆီယမ6လပိုင်းမပြည့်ခင်မှာမြန်မာနိုင်ငံသားတာပြန်ဟောပြီးမယ်ဆီယမ లై ကိုကြည့်ဖို့မေ့မနေနဲ့နော်ပြီးတော့မှဘယ်တုန်းကဟောတာတော့မသိလိုက်ဘူးလို့ပြောလို့ရှိရင်ဒီတစ်ခေါက်ကြတော့ပါရီကြီးကပဲခြောက်မှာပြောပြီးသားဆီယမ లై ကိုပုံမှန်စောင့်ကြည့်တာနော်မြန်မာနိုင်ငံသားတာထပ်ဟောပြီးတော့မယ်မကြခင်မှာဟောပြီးမယ်ဒီ9လပိုင်းကုံကုံနာနဲ့ဟောပြီးမယ်6လပိုင်းကုံထီမစောင့်တော့ဘူးပြီးတော့မှဘယ်ချိန်တုန်းကဟောတာလဲလို့မမေးနဲ့နော်မေးတယ်လို့ပါရိုက်မယ်ပြောပြီးသား ။ဘာဖြစ်လို့ဟောမှလဲဆိုမြန်မာနိုင်ငံမှာအရေးကြီးတဲ့ကိစ္စတွေဖြစ်အောင်မှာเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါကိုကိုဖန်းဖြစ်လာမဖြစ်လာဆိုတော့ဆ iam မဇာတာတိုက်ပြီးမှအဆ iam မပြောပေးမယ်เนาะပြီးသူအဓိကတော့ဆ iam မတွက်ပေးရတဲ့အကြောင်းရင်းကဟိုပြီးသူအန်တရကင်းဖို့ပဲเนาะတော်လန်ရေးအတွက်အကျိုးမြတ်ဖြစ်ဖို့ပဲအဲမင်းအွန်လိုင်းတည်တာကတော့ဘလို့တည်တည်ကွဲဆ iam မဝမ်းသာတယ်တဲ့လားအဲ့တော့ကတော့တွက်เสียအောင်မလို့ဆ iam မင်းအွန်လိုင်းမြန်မာနိုင်ငံမှာတခခုဘာဖြစ်ဖြစ်မင်းအွန်လိုင်းပြစ်ပဲလीเนาะဒါကတော့မတက်နိုင်ဘူး သူမမကောင်းတာဆရာမကိုပြောတယ်တချို့ဘုံမာတွေကမြန်မာနိုင်ငံမှာဘာဖြစ်ဖြစ်တဲ့မင်းအောင်လိုင်းကြောင့်ပဲတဲ့ပြောနေရဟုတ်တယ်လေမင်းအောင်လိုင်းကြောင့်ပြောရမှာမပြောလို့ရမလားသူ့ကြောင့်ဖြစ်နေရပဲဆရာမပြောပါတယ်မင်းအောင်လိုင်းကိုမခေါ်နဲ့ပြည်ပနိုင်ငံတွေကခေါ်တဲ့နိုင်ငံတွေပါဒုက္ခရောက်မယ်လို့ဆရာမပြောသားပဲเนาะ ဒုက္ခရောက်လားမရောက်လားကြည်လေအခုရုရှားပထမတစ်ခေါက်ကမင်းအောင်လိုင်းသွားတယ်မင်းအောင်လိုင်းကိုဘလို့ကြိုးလဲလူလိုသူလိုလွမ်းသူပန်းကွေနဲ့ကြိုးတယ်မလားမင်းအောင်လိုင်းပထမတစ်ခေါက်ရုရှားသွားတော့ကရုရှားကမင်းအောင်လိုင်းကိုလူလိုသူလိုကြိုးတယ်လေလွမ်းသူပန်းကွေနဲ့ကြိုးတယ်ဒီတစ်ခေါက်ကြတော့ရုရှားကမင်းအောင်လိုင်းကိုအဖက်တောင်မလုပ်ဘူးတွေ့တယ်မလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မင်းအောင်လိုင်းခြေရာချလိုက်တဲ့တိုင်းပြည်တိုင်းမှာဒုက္ခတောကတွေရောက်လို့အဲ့ဒါသူတို့ကိုယ်တိုင်သူတို့သိသွားတာမင်းအောင်လိုင်းပြန်ပြီးတော့မကြဘူးလေရုရှားမှာလက်နက်ကြီးကြပြီးသိတာလေ အေးနော်အခုထိုင်းမှာလဲဟိုတလုံးကထိုင်းကိုမင်းအောင်လိုက်လားထိုင်းဝင်ကြီးချုပ်စေးရုံအောင်တက်ရတယ်သိလားအဲ့ဒါသိလားမသိဘူးမလားအေးအဲ့ဒါပြောတာအခုဇူကောင်ဆိုတော့လေနော်မုတ်ဆိုးမှသွားလေရာမိုးလိုက်လို့ရာမဟုတ်အခုဟာမင်းအောင်လိုက်သွားလေရာကန်ဆိုးမုံမောင်ကြနေနော်အဲ့ဒါတော့မှမင်းအောင်လိုက်ကိုကာကွယ်မဲ့လူတွေရာတီးတက်ရှိသေးတယ်အဲ့ဒါသူတို့လည်းတေးသေးနေအဲ့လိုလိုမျိုးတွေရာတော့တေးမအေးမ ပြည်သူတွေမှာကျမတို့ဆရာမတို့မြန်မာနိုင်ငံမှာအခုလက်ရှိရှိနေတဲ့ပြည်သူတွေတော်တော်များများတတ်သိရှိတယ်လို့ပြောရမယ်နော်မြန်မာနိုင်ငံမှာကြုံလိုက်တာကြုံလိုက်တာဆိုမြန်မာနိုင်ငံမှာကြုံရတဲ့အကြောင်းရင်းကိုပြောပြမယ်ဇက်တိုက်တွေဖြစ်တာเนาะကိုဗစ်เนาะကိုဗစ်လဲကိုဗစ်လဲမြန်မာပြည်သူတွေခံရတယ်ကိုဗစ်ခံပြီးတော့နားရလာဆိုမနားရဘူးမင်းအောင်လိုင်းအာနာယူပြီးအာနာသိမ့်တယ်အဲမင်းအောင်လိုင်းအာနာယူပြီးအာနာသိမ့်ပြီးနားရလာဆိုမနားရဘူးစစ်ဖြစ်တာတွေခံရတယ် ဟုတ်လားအခုစစ်ဖြစ်ပြီးတော့နားရလားဆိုမနားရဘူးငလင်ဘေးတွေလာတယ်နောက်ထပ်လာအောင်မယ်ရေးပြီးအဲပြည်သူတွေကိုကြည့်ကြည့်ပါဦးเนาะမြန်မာပြည်သူတွေအမလီဘလောက်တနာဖို့ကောင်းလဲမြန်မာနိုင်ငံမှာနေတဲ့လူတွေဘလောက်ဒုက္ခများလိုက်လဲငဲ့ညာမှုတနာမှုဆိုတာဘာမှမရှိဘူးတဘာဝဘေးဆိုတာတော့เนาะဆရာမပြောမဲ့တဘာဝဘေးဆိုတာတော့ဟုတ်လားကြိုတင်ကမြင်နိုင်တဲ့အရာမဟုတ်တော့ဒါဥစ္စာထားလိုက်တော့ ိုတင်မြင်နိုင်တဲ့အရာတွေမှာကြတော့တမင်ဖန်တီးပြီးတော့ပြည်သူ့ဒုက္ခတွေဖြစ်အောင်လုပ်နေတာလေနော်ဆီယမကတော့ဆူတောင်းတယ်ပြည်သူ့ဒုက္ခဖြစ်အောင်လုပ်တဲ့သူမြည်သူမဆိုဆီယမကတော့ဆီယမတို့ရန်သူပဲနော်ဘာဖြစ်လို့ဆိုပြည်သူတွေကတနာဖို့ကောင်းတယ်လေအခု6လပိုင်း6လပိုင်းအထိဆီယမဟောပေးထားတာ3 4 6ဆိုအဲ့ဒီ6လပိုင်း လည်းပြောမယ်နော်ဆ ्याम မအိုက်ဘီလိုဖိုင်ကိုဒီမှာပြန်နေပေးထားတယ်3 4 5 6ဆ ्याम မဟောပြီးထားတာ5ချက်နော်အဲ့ကလေးတွေ9နှစ်ကလေးကစပြီးအသက်30ရှိတဲ့ကလေးထိကလေးတွေအသက်အန္တရာယ်နဲ့ကြုံရမယ်ဆိုတာဆ ्याम မဟောထားပြီးသားနော်အခုငလင်ဘေးတုန်းကလည်းမူဂျိုကလေးတွေကြောင်းပါတယ်အခုစစ်တပ်ကလေရင်နဲ့ဘုံကျဲတော့လေအစာတင်ကြောင်းတွေလေရင်ဘုံကျဲတာကလေးတွေတည်ရပဲနော်နောက်ငလင်ဘေးလာမယ်ဆိုငလင်အလောင်းတောင်လိုပုံပဲဆိုအဲ့မှာငလင်ဘေးလာတယ်အလောင်းတောင်လိုပုံတယ် နော်နောက်ဆ ਿਆ မနိုင်ငံတော်အကြီးအကဲအတွက်စိတ်ပူရမယ်ဆိုအမေရိကအောင်ဆန်းစုကြည်ငလင်ပေးတဲ့မှာပါတယ်လေသူ့အတွက်စိတ်ပူရတယ်လေပြည်သူတွေကဟုတ်လားနိုင်နောက်နိုင်ငံကိုအာဏာလုထားတဲ့အကောင့်တွေဖျားတာတို့နာတာတို့တိတ်ဆုံးတာတို့ဖြစ်မယ်ဆိုအဲ့ဒါလည်းမှန်တယ်လေတချို့က၄ချက်ပဲမှန်တယ်ပြောတာ၅ချက်ဟောတာ၅ချက်လုံးမှန်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုဟိုတော်လောကမှာမင်းအောင်လိုက်မူးလဲတာလေမင်းအောင်လိုက်မူးလဲတာလေတိုင်းတိပြည်တိမူးလဲတာလေတိတ်ချင်းဆိုးနဲ့မသိတာကံကောင်းလေနော်နေပြီးတော့ဝင်ကြီးဌာနတွေရောဟုတ်လားအဲ့နေဝင်းကြီးလည်းမြေကြီးတဲ့အပါဥနေဝဥနေဝင်းမဟုတ်ပါဘူးလေတန်းရွှေကြီးမြေကြီးတဲ့ပါသွားတာလေအဲ့ဝင်ကြီးဌာန ာတွေရောမြေကြီးတော့မြုပ်သွားတာလေငလေငလေလှုပ်တော့လေနေပြီးတော့မှလေအဲ့ဒါအာနာတိတ်ထားတဲ့လူတွေတေးတာတို့နေမကောင်းတာတို့ဖြစ်မယ်ဆိုအဲ့ဒါနမတ်ငါးချက်အဲ့ဒါမှန်တာပဲလေဟမ်ငါးချက်ဟောတာငါးချက်လုံးမှန်တာကိုဆရာမအဲ့ဒါကိုအိုက်ထက်မှန်အောင်လို့ဆရာမဘလို့ဟောပေးရမလဲဆရာမလည်းဒါဒီလောက်ပဲတက်နိုင်တယ်လေဟုတ်လားဆရာမတေးချပြပေးမယ်နော်အကုံတော့အုံနောက်ရှိတယ်ကိုယ့်ဟာကိုစဉ်းစားကြည့်နော် အဲတချို့ကဘာတွေပြောလို့ပြောမှန်းမသိဘူးငါးချက်ဟောတာငါးချက်မှန်ရင်တော်ပြီပေါ့ဆီယမလည်းဒါဒီလောက်မှန်ဖို့ဟာဆီယမမနေကိုတွတ်ထားရတာသူများတွေဆီယမလောက်တော့မှန်တာမဟုတ်ဘူးရမ်းပြီးပြောနေတဲ့လူတွေတပုံကြီးဟုတ်လားဒီမှာဆ iam ပြတ်တည်ပေးထားတဲ့ဒါနဲ့ဆိုရင်ဒီပို့တင်တာအကျဉ်းမနေတော့ဒီမှာတေချာနားထောင်ကြည့်356မှာအလောင်းတောင်လိုပုံပါမယ်305နော်356မှာအလောင်းတောင်လိုပုံမယ်လို့ပြောတယ်ငလင်ဘေးလှုပ်ပြီးတော့အလောင်းတောင်လိုပုံသွားတယ်ဟုတ်လား356မှာယောဂဘေးတွေလာပါမယ်305 6မှာ ီ9နှစ်ကလေးရစပြီးအသက်30မပြည့်တဲ့လူငယ်တွေအတွက်စိုးရင်စရာအန္တရာယ်တွေကြုံတွေ့ရမယ်เนาะဆရာမတို့အကြီးအကဲပေါ့เนาะဆရာမတို့ပြည်သူလူထုကယုံကြည်အားကိုးရတဲ့အကြီးအကဲ